မင်္ဂလာပါရှင်ဒီနေ့ကျွန်မတို့လေးလောက်လုံးဆက် how to talk to anyone ဆောင်းထေကိုအမ်နည်းနည်းလေးအသေးစိတ်ကြည့်ကြမယ်နော်လူတွေနဲ့ဆက်ဆံရေးကောင်းဖို့ပထမဆုံးတွေ့တဲ့အချိန်မှာကောင်းတဲ့ထင်မြင်ကြမျိုးဘယ်လိုဖန်တီးမလဲဆိုတာတွေပေါ့ဆောင်းထေမှာတော့နီလန်ပေါင်း60ခုတောင်ပါတယ်ဆိုတော့အများကြီးပဲဒါပေမဲ့ကျွန်မတို့ကအဲ့ဒီထဲကနေနေစဉ်ပေါ်မှာချက်ချင်းသုံးလို့ရမယ်အဓိကအချက်တချို့ကိုပဲရွေးပြီးဆွနေတော့မှာပါဟိုကလေ ဒီလိုတိတိလေးတွေကတကယ်တမ်းကျအညာကြီးတက်ရောက်မှုရှိနိုင်တယ်ဆိုတာမျိုးပေါ့ဟုတ်ပါတယ်ဆိုတော့ဒီဆွေးနွေးမှုကလူမှုဆက်ဆံရေးမှာ တော်တဲ့သူတွေအောင်မြင်တဲ့သူတွေတတိထားပြီးတုံ့တက်တဲ့နီလန်တိတိလေးတွေကိုပိုနားလေပေါ်ပါပဲအဲ့ဒါရိုးရိုးလေးပြုံးပြပါဆိုတာတည်းပိုပြီးနက်နဲတယ်ကိုဟန်အမှုရာတွေစကလုံးရွေးတာတွေအကုန်ပါတယ်အရေးကြီးတာကစာအုပ်ထဲမှာပြောထားသလိုပေါ့ဒါတွေကမွေးရောက်ပါမှာတတ်တာမဟုတ်ဘူး ်တင်ယူလို့ရတဲ့ကျွမ်းကျင်မှုတွေဆိုတော့ပါပဲဟုတ်ကဲ့အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါဆိုကိုဟန်အမှုအရာနဲ့ပတ်သက်တာလေးတွေရင်ဆက်ကြည့်အောင်လားဟုတ်ကဲ့ပထမဆုံးနီလန်းနံပါတ်1ပြည့်ရန်လာတော့အပြုံးတဲ့ the floating smile ပေါ့အဲ့ဒါကလေတွေးတွေ့ချင်းတန်းပြုံးတာမဟုတ်ဘူးခဏလေးတစ်စက္ကန့်လောက်ကြည့်လိုက်တယ်ပြီးမှနွေးနေရပြုံးကြီးဖြစ်လာတာမျိုးအဲ့ဒါကပိုပြီးယိုသားတဲ့ပုံပေါ်တယ်ဟုတ်တယ်မလား သူ့အတွက်ပဲပြုံးပြတယ်လို့မျိုးခံစားရစေတယ်လို့ဆိုတယ်ဟုတ်တယ်အဲ့လိုခဏလေးနှုတ်နေလိုက်တာကစိတ်ပိုက်ဆိုင်ရာမှာအရေးပါတယ်လीအလိုလိုတွန့်ပြန်လိုက်တာမဟုတ်ဘဲနဲ့ဒီလူကိုတွေးလိုက်ရလို့တကယ်ဖြစ်ပေါ်လာတဲ့အပြုံအဲ့လိုမျိုးဥနော်ကအတိပဲဖွင့်စေတယ်ကိုကိုအသိအမှတ်ပြုတယ်တံပိုးထားတယ်လို့ခံစားရစေတယ် signal တခုပေါ့နောက်တစ်ခုကနီလာနံပါတ်3စေခတ်တို့အကြည့်တဲ့ FCIs ကိုကစကားပြောနေတဲ့သူမဟုတ်ရင်တောင် ကိုအာယုံစိုက်ချင်တဲ့သူကိုဆက်ကြည့်နေတာမျိုးဒါကတော်တော်လေးပြင်းထန်တဲ့အာယုံစိုက်မှုကိုပြတယ်လို့စာအုပ်ကဆိုတယ်လားမှန်ပါတယ် epoxy eyes ကိုစကားမပြောရင်တောင်မှကိုစိတ်ဝင်စားတဲ့သူကို ဆက်ကြည့်နေတာအာယုံစိုက်မှုကိုပြတာပေါ့လေဆိုတော့အဲ့လိုလောက်တာကတခါလေးမှ final ethamami လို့ခေါ်တဲ့ဦးနောက်ဓာတုပစ္စည်းထုတ်လွှတ်မှုလိုမျိုးတိမ်မွေးတဲ့ဇီဝကမတုံးပြတ်မှုတောင်ဖြစ်စေနိုင်တယ်လို့စာအုပ်ကတုံ့တထားတယ်။ဟုတ်ဟုတ်ဟုတ်လား ဥနှုတ်ဓာတုပစ္စည်းပေါ့စိတ်လှုပ်ရှားမှုနဲ့ဆိုင်လာမျိုးလားဟုတ်ပါတယ်စိတ်လှုပ်ရှားမှုဆက်သွယ်မှုအဲ့ဒါတွေနဲ့ဆက်ဆက်နေတာပေါ့ဒါပေမဲ့လေဒီနီးကိုတော့တတိနဲ့အသွင်းဖို့လိုတယ်လီမူရဲ့ခြေနဲ့ယဉ်ချဲမှုအဲ့ဒါတွေလည်းကြည့်ရသေးတယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတကယ်အစွမ်းထမ်းမင်းပုံမင်းနော်ဒါပေမဲ့မာတော်မင်းရင်အမ်တမျိုးကြီးဖြစ်သွားနိုင်လားအရာစိုက်ကြည့်နေတယ်လို့မျိုးပေါ့မတိကြပဲပဝင်းကျင်အခြေအနေကိုတတိပြုရမယ်လေ ပေါ်ပေါ်ပါပါစကားဝိုင်းမှာဆိုအရန်ကြီးစူးစိုက်ကြည့်နေရင်တစ်ဖက်လူမတက်မထချစ်သွားနိုင်တယ်။အရေးကြီးစကားပြောနေချိန်ဒါမှမဟုတ်တယောက်ယောက်ကိုတကယ်အာယုံစိတ်ကြောင်းပြချင်းတဲ့အခါမျိုးမှာပူအသွုံဝင်တော့အတရရာမှမကဒီကပဲ။နောက်ကူနေဟန်သားတို့တခုရှိသေးတယ်။နီလာနံပါတ်၄တောချင်းကြိုက်ဆွဲထားသကဲ့သို့တဲ့။ Hang by your teeth ဒါကပေါ့တခုခုမဖြတ်ခင်ကိုခေါင်းပေါ်ကဂျိုးတစ်ချောင်းကိုသွားနဲ့ကြိုက်ပြီးကိုကိုကိုဆွဲတင်လိုက်တယ်လို့မျိုးအဲ့လိုမျိုးရောက်ခိုင်းတာ။ ခေါင်းကို mat ပခုံးကို knock ပြီးကိုနေဟန်သားပြင်လိုက်တာပေါ့အဲ့ဒါကယုံကြည်မှုရှိတဲ့ပုံပေါက်စေတဲ့တဲ့อืมဒီနီလန်ရဲ့စိတ်ဝင်စားစရာကလေအပြင်ပန်းပုံစံကိုပြောင်းတာတည်းမဟုတ်ဘူးကိုနေဟန်သားကကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ယုံကြည်မှုကိုပြန်ပြီးလွှမ်းမိုးမှုရှိတယ်ဆိုတဲ့သူတဒနာတွေရှိတယ်လေဒီလိုမမရက်လိုက်တာနဲ့ကိုကိုကလည်းပူပြီးယုံကြည်မှုရှိလာစေတယ်အတွင်းရောအပြင်ရောတည်ရောက်မှုရှိတာပေါ့ကောင်းပါပြီအခုစကားပြောဆိုမှုနီလန်တေဘတ်နည်းနည်းလက်ကြည့်ရအောင် နီလာနံပါတ်၁၉ဂျတ်တူရွေကဲတို့လိုက်ပြောခြင်းတဲ့ parenting မစကားစပြည့်နှစ်တော်အောင်လုပ်တဲ့နီလန်းလို့ဆိုရယ်တဖက်လူပြောလိုက်တဲ့နောင်ဆုံးစကလုံးတချို့ကိုမေခွန်တန်လေးနဲ့ပြန်ထပ်ပြောတာစာရေးသူကသူကမောင်းတမဖီးလ်နဲ့ဒီလိုတုံးပြီးစကားပြောခစ်ခဲတာကိုဥပမာပေးထားတယ်နော်ဟုတ်တယ်ဒါကအရန်ရိုးရှင်းသလိုထင်ရပေမဲ့အန်တော့ဆရာကောင်းလောင်ကိုထိရောက်တယ်ဗျဘာလို့လဲဆိုတော့ကိုနားထောင်းနေတယ်ဆိုတော့ကိုပြယုံတယ်မဟုတ်ဘူး တဖက်လူကို သူတို့ပြောနေတာဆက်ပြီးချဲ့ထွင်ဖို့တွေ့ဝဲပြီးတိုက်တွန်းရရောက်တယ်လေကိုကအင်းနောက်ထပ်ဘာမင်းရမလဲခေါင်းစားနေစရာမလိုတော့ဘူးပေါ့ဟုတ်ပါပြီနောက်တစ်ခုက Nilan Headset တေဇေနိုင်သောချီကျူးစကားတဲ့ Killer Compliment ဒါကလူတို့ရဲ့တကယ်ထူးခြားတဲ့အရေးတွေတစ်ခုခုကို နေရောက်ကျဲတီးတန့်ရှိချိန်မှာတိတိကျကျစိတ်ရင်းမှနဲ့ချီးကျူးတာမျိုး သူ့အခန်းပေါ်ခရစ်စတန်ကိုချီးကျူးခဲ့တဲ့ဥပမာလေးပြောထားတယ်။လူရှင်မှချီးကျူးတာထက်ပိုပြီးစိတ်ရဲမှန်တယ်လို့ခံစားရစေတယ်ဆိုတာသဘာဝကြပါတယ်နော်။ဟုတ်ပါတယ်။တီးတန့်ပြောတဲ့ချီးကျူးစကားကပိုပြီးပုဂ္ဂိုလ်ရေးဆန်တယ်။ပြီးတော့ပိုပြီးနမထင်ထင်ရှိစေတယ်လေ။အများရှိမှချီကျူးတာက တခါတလေဟန်ဆောင်နေဘလို့လို့ဘာလို့ဖြစ်နေပြီမဲ့နေရောက်သေးပြောတဲ့တီးကြတဲ့ချီကျူးစကားကအဲ့ဒီလူကိုတကယ်မြင်တယ်တကယ်တန်ဖိုးထားတယ်ဆိုတဲ့ခံစားချက်မျိုးပေးနိုင်တယ်။ဟွန်း နောက်တစ်ခုကတော့နည်းနည်းထူးခြားတယ်။နီလမ်35ပြည့်နေသောတက်ပြားခဲ့သူထပ်ခါထလဲလဲပြောဆိုခြင်း The Broken Record ကိုမဖြေခြင်းနဲ့မိကုန်းတွေကိုထပ်တလဲလဲမဲလာတဲ့အခါကိုယ့်ရဲ့မူလအဖြေကိုပဲအတန်နဲ့အတန်ထမပြောင်းပဲတီတီငင်ငင်နဲ့ထပ်ပြန်ပြောတာပေါ့။ဒါကကိုယ့်ရဲ့နေနေမိကိုကာကွယ်တဲ့နေရာမှာအသုံးဝင်မဲ့နီလမ်တစ်ခုလိုပဲနော်။ဘာဘရာနဲ့ဖရင့်ကွာရှိမှုအကြောင်းဆက်စုသူကိုတုံ့ပြန်ခဲ့တဲ့ဥပမာဖတ်လိုက်ရတယ်။ဟုတ်ကဲ့။ ဒါကစိတ်နှုံးရထက်စေတာခြေနေတွေကြုံတဲ့အခါကိုယ့်ရဲ့ရက်တီချက်ကိုထိမ့်သိမ့်ဖို့အတော့ဝင်နေနေလောက်ပါမယ်။အဓိကကတော့စိတ်ခံစားမှုမပါဘဲနဲ့အေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲကိုယ့်အဖြေကိုထက်ကထက်ကပြောလိုက်တယ်။အဲ့တော့ဆိုတစ်ဖက်လိုကတည်သွားရောဒီအကြောင်းဆက်မပြောချင်တော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပဲ။ရည်ကြီးတဲ့အခြေခံမှုတစ်ခုဆွေးနွေးရအောင်။နီးလန်း80သူ့အတွက်ဘာကြိုးရှိမလဲကိုယ့်အတွက်ဘာကြိုးရှိမလဲပေါ့။ WIWIFMWIFYI တယောက်ယောက်ကိုအကူအညီတောင်းတာပဲဖြစ်ဖြစ်ကိစ္စတစ်ခုအဆိုပြုတာပဲဖြစ်ဖြစ်နှုတ်နှစ်ဖက်အတွက်ဘလို့ကျိုးကျေးဇူးရှိနိုင်လဲဆိုတာပွင့်ပွင့်လင်းလင်းပြောပြတာကယုံကြည်မှုတိဆောက်စေတယ်လို့ဆိုတယ်ဒေတာကတော့ဆက်ဆံရေးတိုင်းရဲ့တိုက်အခြေခံကြတာအချက်ပါပဲကိုလိုအပ်ချက်တစ်ခုတည်းကိုပဲကြည်တာမဟုတ်ဘဲနဲ့ပေါ့တဖက်လို့ရရှူထောင်းသူတို့တဲ့ဘာကျိုးမြတ်ကြီးနိုင်မလဲဆိုတာကိုပါထဲစဉ်းစားပြီးပြောဆိုခြင်းကပူပေါင်းဆောင်ရွက်လို့စေကိုအားပြေတယ်လေပူပြီးခိုင်မာတဲ့ဆက်ဆံရေးကိုတိဆောက်နိုင်တာပေါ့ဟုတ်ကဲ့ဆိုတော့ ဒီလိုတင်းခဲ့တဲ့နီလန်းလေးတွေကိုကျွမ်းကျင်အောင်လေ့ကျင့်ထားလိုက်ရင်လူတွေကကိုယ့်အပေါ်ဘယ်လိုမြင်လဲဆိုတာရောသူတို့နဲ့ကိုယ်ဘယ်လိုဆက်ဆံပြောဆိုတယ်လဲဆိုတာတွေမှာပါတိတိတသာပြောင်းလဲနေချစ်လာနိုင်တာပေါ့နော်အရေးကြီးဆုံးကတော့လက်တွေ့လေ့ကျင့်ဖို့ပဲလိုတာပေါ့ဒီတော့ဒါတွေအားလုံးကပါကိုဆိုလိုတာလဲဆိုရင်ဆိုလိုတာကတော့လေဒီနေ့ဆွေးနွေးခဲ့တဲ့နီလန်းတွေအများကြီးထည့်ကနေအနည်းဆုံးတစ်ခုပဲဖြစ်ဖြစ်ပေါ့အဲ့ဒီတစ်ခုကိုတတိတရားနဲ့ရွေးပြီးတော့နောက်တစ်ခါတေးယောင်းယောင်းနဲ့စကားပြောတဲ့အခါ တမင်တကာလေးအတုံးချကြည့်ဖို့စဉ်းစားစေခြင်းတဲ့အဲ့ဒီတခုတည်းတော့အပြောင်းလဲလေးကကိုတို့ရဲ့ဇကားဝိုင်းတစ်ခုလုံးရဲ့အခြေအနေနဲ့ရလက်ကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲဆိုတာစိတ်ဝင်စားစရာပဲလေခိုင်မာတဲ့ဆက်ဆံရေးတယ်ဆိုတာအလိုလိုဖြစ်လာတာမဟုတ်ဘူးတိဆောက်ယူရတာဒီလိုကျွမ်းကျင်မှုတွေကအဲ့ဒီလိုတိဆောက်တဲ့နေရာမှာအရေးပါတဲ့အုတ်မြစ်တွေပါပဲ